အမေရိကန်ဒေါ်လာငွေလဲလှယ်ရမှာဈေးနှုန်းတွေဆက်လက်မြင့်တက်နေပြီးပြည်ပနိုင်ငံသားငွေလဲလှယ်မှုမှာဝယ်ဈေးဒေါ်လာကို1125ကျပ်ဝင်းကျင်နဲ့ရောင်းဈေးဒေါ်လာကို1128ကျပ်ဝင်းကျင်အထိရှိနေတယ်လို့သိရပါဗျ။ပြပငွေလဲနှုန်းကတော့ဒေါ်လာကိုရောင်းစီ1128ကျပ်ရှိနေပြီးဝယ်ဈေးကတော့1125ကျပ်ဝင်းကျင်အထိရှိနေတယ်လို့နိုင်ငံသားငွေလဲလှယ်ရေးလုပ်ငန်းလုံခြုံရေးရရှိထားတဲ့ ပြည်ရင်းပုတ်ကလေးကဖန်တွင်နေပြည်ပဈေးကွက်အတိုင်းဝိုင်းကသိရပါဗျ။ပြည်ပပို့ကုန်ရငွေတန်မိုးကတော့ဒေါ်လာကို1128ကျပ်ဝန်းကျင်အထိရှိနေတာဖြစ်ပါတယ်။ပြည်ပဈေးကွက်အမေရိကန်ဒေါ်လာလဲလှယ်နှုန်းဟာမီလာဆန်းပိုင်းကရောင်းစီ1090ကျပ်ဝန်းကျင်နဲ့ဝယ်စီ1093ကျပ်ဝန်းကျင်မှာရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မေလ6ရက်နေ့မှာတော့ဝယ်စီ1098ကျပ်နဲ့ရောင်းစီ1105ကျပ်ဝင်းကျင်ရှိခဲ့ပြီး မေလ9ရက်နေ့မှာတော့ဝယ်ဈေး1102ကျပ်နဲ့ရောင်းဈေး1118ကျပ်ဝင်းကျင်အထိဇက်တိုက်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ဒီလိုသတ်မှတ်ထားခဲ့ပေမဲ့ပုဂ္ဂလိကဘဏ်အချို့ရဲ့တရားဝင်နိုင်ငံသားငွေလဲကောင်တာတွေမှာတော့ရောင်းဈေးဒေါ်လာကို1089ကျပ်ဝင်းကျင်နဲ့ဝယ်ဈေးဒေါ်လာကို1088ကျပ်ဝင်းကျင်အထိရှိနေခဲ့တယ်လို့သိရပါတယ်။